PPTV ရဲ့တည်ထောင်တွဲဆုံမေးမြန်းခန်းကနေကြိုဆိုပါရစေ။ပြီးခဲ့တဲ့ရက်ပိုင်းကအိန္ဒိယမြန်မာနယ်စပ်တမူးမြို့နယ်မှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖအဖွဲ့ဝင်၁၀ဦးကိုအိန္ဒိယအာတန်ရိုင်ဖယ်တပ်ကပြီးခဲ့တဲ့ရက်ပိုင်းမှာတပ်ဖြတ်ခဲ့တယ်လို့ဒေသခံစစ်ရေးတရင်းရင်းမြစ်ထံကသိရပါဗျ။ဒီကိစ္စနဲ့ပတ်သက်ပြီးအိန္ဒိယအစိုးရတာဝန်ရှိသူတွေနဲ့တွေ့ဆုံပြီးအမှုမှန်ပေါ်ပေါက်ရေးအတွက်ဆောင်ရွက်နေတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံသားရေးဝန်ကြီးဌာနကမေလ၁၉ရက်နေ့ညပိုင်းမှာကနအူးသတင်းထုတ်ပြန်ချက်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါ်စင်မအောင်ကိုဆက်သွယ်မေးမြန်းထားပါတယ်။ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူမောင်သိမ်းပါ။အာပြီးခဲ့တဲ့ရက်ပိုင်းကအိန္ဒိယမြန်မာနယ်စပ်တမူးမြို့နယ်အနီးမှာရှိတဲ့ဒီမိုင်းတိုင်း59အနီးမှာအိန္ဒိယအာတန်ရိုင်ဖယ်တပ်ဖွဲ့ရဲ့ပစ်ခတ်မှုကြောင့်တမူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖမအဖွဲ့ဝင်10ဦးကြာဆုံးခဲ့ရတယ်လို့ဟိုဒေတာကန်စီရေးတရင်းရင်းမြစ်ထံကနေသိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးအိန္ဒိယအစိုးရတာဝန်ရှိသူတွေနဲ့တွေ့ဆုံပြီးတော့အမှုမှန်ပေါ်ပေါက်ရေးအတွက်ဆောင်ရွက်နေတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနကမေလ19ရက်နေ့ညမှာအတိပေးထုတ်ပြန်ထားတာကို တွေ့ရပါတယ်။အိန္ဒိယစစ်တပ်ကတော့နေဇက်စစ်စင်ရေးတစ်ခုအတွင်းမှာလက်နက်ကင်အဖွဲ့တစ်ခုကိုရှင်းလင်းနိုင်ခဲ့တယ်လို့သတင်းထုတ်ပြန်ထားတာကိုလည်းတွေ့ရပါတယ်။ဆိုတော့ဖြစ်စဉ်အမှန်ကဘယ်လိုပါလဲ။ဘယ်နေရာမှာဖြစ်ပွားခဲ့တာလဲဆိုတာသိရမလားဝန်ကြီးခင်ဗျာ။ ဟုတ်ကဲ့ဟုတ်ကဲ့ကျမတို့ရဲ့ဒီကနဦးပေါ့နော်ဒီကာကွယ်ဝင်ကြီးဌာနနဲ့ရောအာကျမတို့ချိတ်ဆက်ပြီးတော့အမ်အာကြားနာမှုတွေပေါ့နော်စစ်ဆေးမှုတွေအေးရရှိတဲ့သတင်းအချက်လက်တွေအရာဆိုလို့ရှိရင်အဲဒီသတင်းကဟိုတဝက်မှန်တဝက်မှားဖြစ်နေတာပေါ့နော်ဟိုတဝက်မှန်တဝက်မှားဆိုတော့ခုနဖြစ်ပွားခဲ့တဲ့နေရာမိုင်းတိုင်းတွေကတော့မှန်ပါတယ် မှန်တယ်နောက်ပြီးတဲ့ခါကျတော့ကျမတို့ဒီဒီရဲဘော်ဆယ်ဦးဟိုတက်ဖြတ်ခံရတယ်ဆိုတဲ့ကိစ္စလည်းမှန်ပါတယ်မှန်တယ်ပေါ့နော်ဆိုတော့ဒါပေမဲ့တခြားသောအခုနပြောသလိုပေါ့နော်ထိတွေ့မှု ဖြစ်ပွားခဲ့လို့ဖြစ်တာလားဆိုတဲ့ကိစ္စတော့မသေးကွဲဘူးပေါ့နော်ဒီအတိုင်းပဲအဲဒီ Assan Rifle အဲဘက်ကနေပြီးတော့နေဆက်လုံကြုံရေးလှုပ်ရင်းနဲ့ဒီဘက်မှာရောက်လာပြီးတော့အဲဒီလိုဖန်ဆီးတက်ဖြတ်မှုဖြစ်သွားတာလား ဆိုတဲ့ဟာကလည်းမတဲခွေပေါ့နော်ကျမတို့ report တွေအရာဆိုလို့ရှိရင်တော့အဲ့ဒီမှာအဲကွဲလွဲတဲ့အချက်လက်တွေတော့ရှိနေပါတယ်သတင်းထုတ်ပြန်မှုတွေနဲ့ဆိုလို့ရှိရင်လေဟုတ်ကဲ့ပါဝင်ကြီးကြာဆုံးသွားတဲ့တပ်ဖွဲ့ဝင်တွေကအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝင်ကြီးဌာနအောက်က PDF တွေလာအာပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ပကဖတွေလာဝင်ကြီးပြောပြပေးပါအောင်ခင်ဗျာအာဟုတ်ကဲ့ဒီပကဖတွေလို့ကျမတို့သိရပါတယ်သိရတယ် အဲဒီပြည်သူ့ကာကွယ်ရေးဒီပကဖရဲ့တမူးခရိုင်ရဲ့ပကဖလယုံတပ်ဖွဲ့ဝင်ပေါ့နော်တပ်ဖွဲ့ဝင်ဆဲဦးလို့ကျမတို့သိရတယ်အဲအစီရင်ခံစားရေးအရာပေါ့နော်ဆိုတော့ဒီကာကွယ်ရေးဝန်ကြီးဌာနရဲ့အောက်မှာလည်းရှိနေတဲ့သဘောလို့အဲကျမတို့နားလည်ရပါတယ်ဘာဖြစ်လို့လဲဆိုတော့ကာကွယ်ရေးဝန်ကြီးဌာနစီကိုဟိုဒီအစီရင်ခံစားရေးတိုက်ရိုက်ပေးပို့နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့လေဟုတ်ကဲ့ပါဝန်ကြီးမေလ13ရက်နေ့ညနေပိုင်းမှာ အိန္ဒိယအာဏာပိုင်တွေကပကဖအဖွဲ့ဝင်၁၀ဦးကိုအင်အားသုံးဖမ်းဆီးခေါ်ဆောင်သွားပြီးတဲ့နောက်၃ရက်အကြာမေလ၁၆ရက်နေ့မနက်ပိုင်းမှာအိန္ဒိယအာဏာပိုင်တွေကပဲကြောက်ဆုံသွားတဲ့တပ်ဖွဲ့ဝင်တွေရဲ့ရုပ်လောင်းကိုပြန်ပေးခဲ့တယ်လို့ဆိုပါတယ်။သတင်းဌာနတွေမှာလည်းရေးသားဖော်ပြနေကြတာကအလောင်းပြန်ရတဲ့အခါမှာညှဉ်းပန်းနှိပ်စက်ထားတာထုရိုက်ထားတာဓာတ်တံရတွေလည်းတွေ့ရပါတယ်။အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးဝင်ကြီးတို့သိရှိထားပါသလားခင်ဗျာ။ဟုတ်ကဲ့အဲ report တွေ အရတော့ကျွန်မတို့ဟုတ်ပါတယ်ဟုတ်ပါတယ်ဆိုတာဒီဟိုပါเนาะဒီဒီရဲဘော်ဆယ်ဦးရဲ့အလောင်းကိုလက်ခံရရှိတယ်ပြန်လည်ပြီးတော့လက်ခံရရှိတယ်လက်ခံရရှိအောင်ကြိုးပမ်းဆောင်ရွက်ခဲ့ကြတာဆိုတာဟုတ်ပါတယ်ဆိုတော့အခါကျတော့အခုဒီဒီ dead body တွေကိုပြန်ရတဲ့အနေအထားတွေအရာဆိုလို့ရှိရင်လည်းပဲပေါ့เนาะအဲဒီတိုက်ပွဲဖြစ်ပြီးတော့ တပြက်ခံရတာလားညှဉ်းပန်းနှိုင်းဆက်ပြီးတော့တပြက်ခံရတာလားဆိုတာကစစ်ဆေးဖို့လိုနေတဲ့အနေအထားမျိုးဖြစ်တာကိုကျမတို့သွားတွေ့ရတယ်။ဒါကြောင့်မို့လို့ဒါအိန္ဒိယဘက်ခြမ်းကကျမတို့တာဝန်ရှိတဲ့သူတွေနဲ့ဒီကိစ္စကိုအမှုမှန်ပေါ်ပေါက်ဖို့ပေါ့နော်ဘလို့ဖြစ်ပျက်ခဲ့တယ်လဲဆိုတဲ့ဟာကိုဟိုနှစ်ဖက်အဲဒါရရှိတဲ့သတင်းအချက်အလက်တွေပေါ့နော်ခုနမြေပြင်ကပို့တဲ့ reporting တွေနေမဟုတ်ဖ ೇನೆ ကျမတို့တစ်ဖက်သက်ပို့တဲ့ reporting တွေနေမဟုတ်ဖ ೇನೆ ပေါ့နော်ကျမတို့ဘက်ကတွေးရှိချက်တွေကိုပါ အာဒါသိရှိနိုင်အောင်လို့ကျွန်တော်တို့ဆက်သွယ်ဆောင်ရွက်နေတာရှိပါတယ်။ဟုတ်ကဲ့ပါဝင်ကြီးနောက်တစ်ခုက မေလ14ရက်နေ့မှာတော့အိန္ဒိယအရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့လူမှုကွန်ရက်စာမျက်နှာကသတင်းထုတ်ပြန်ထားရမှာဒီအိန္ဒိယမြန်မာနယ်စပ်မဏိပူရပြည်နယ်ချန်တယ်ခရိုင်နယူးစင်တာရွာအနီးမှာနယ်စပ်ဒေသလုံခြုံရေးဆိုင်ရာပြစ်ခတ်မှုဖြစ်ပွားပြီးတော့လူ၁၀ဦးသေဆုံးကလက်နက်ခဲယမ်းများသိမ်းဆည်းရမိကြောင်းထုတ်ပြန်ခဲ့တဲ့အပေါ်ဝင်ကြီးအနေနဲ့ဘယ်လိုမှတ်ချက်ပေးကြပါသလဲခင်ဗျာဟုတ်ကဲ့ အဲဒီဒီပေါ့နော်ဒီ Eastern Command ကနေပြီးတော့မှထုတ်ပြန်လာတာကတော့အထူးကြတယ်ပေါ့ဒါသူတို့ဒီအိန္ဒိယတပ်အနေနဲ့လည်းပဲဒါကိုဟိုတတိထားမိတယ်ဒီလိုမျိုးဟိုဖြစ်ပြက်တဲ့အပေါ်မှာပေါ့လေเนาะဒါသတင်းထုတ်ပြန်ရမယ်လို့ဟိုဖုန်းလို့ဖိလို့ရတဲ့ကိစ္စလည်းမဟုတ်ဘူးလေเนาะဒါတကယ်တကယ်ကြီးကိုဖြစ်သွားတဲ့ကိစ္စဖြစ်တယ်သူကတော့ထိတွေ့မှုလို့သုံးထားတယ်အဲဒါပေမဲ့တကယ်အဲဖြစ်စဉ်ကကြတော့ နေဆက်ဒေတာမှာကငကူရဲကပေါ့နော်ချန်နေဆက်ချန်စီကိုခတ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အငင်းပွားမှုတွေကရှိနေတာပေါ့နော်အော်ရှိနေခဲ့တဲ့အနေအထားမျိုးရှိတယ်အဲ့ဒီအပေါ်မှာလည်းပဲကျမတို့တွေအာညှိနှိုင်းပြီးတော့ဆောင်ရွက်နေတာရှိတယ်လို့ပေါ့နော်ဟိုကျမတို့ဟိုဒီမြေပြင်မှာရှိနေကြတဲ့သူတွေနဲ့လည်းပဲဒီနေဆက်ချန်စီကိုကာတဲ့ကိစ္စအပေါ်မှာစိုးရိမ်မှုမရှိကြဘူးဆိုတာမျိုးတွေဒါအိန္ဒိယဘက်အစိုးရဘက်ကပြောထားတယ်လည်းရှိတယ်ပေါ့လေဆိုတော့ပြောရမယ်ဆိုလို့ရှိရင်တော့အမှန်နဲ့ဒီနေဆက် အဒီတာရဲမှာဒီလိုဖြစ်သွားတဲ့ဆိုတဲ့အပေါ်မှာတော့ဒါအိန္ဒိယအစိုးရဘက်ကလည်းဒါအဝဲဖြစ်တယ်အဲဒါကလည်းသူတို့အတွက်လည်းဘောနော်အလေးထားရမယ့်ကိစ္စတစ်ခုဖြစ်တယ်ဆိုတာကိုတော့ဒီထုတ်ပြန်မှုကပေါ်လွင်စေတယ်လို့ကျွန်မမြင်ပါတယ်ဟုတ်ကဲ့ပါဝင်ကြီးအဒီလိုဖြစ်စဉ်မျိုးကနှစ်နိုင်ငံဆက်ဆံရေးကိုဘလောက်အထိထိခိုက်နိုင်ပါလဲဝင်ကြီးခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့အားကြောင့်ကျွန်တော်တို့တတိကြီးကြီးထားပြီးတော့ဟိုညှိနှိုင်းဆောင်ရွက်နေကြတာဖြစ်တယ်ပေါ့နော်ဒါနှစ်နိုင်ငံဆက်ဆံရေး ိုဟိုဟိုထိပါတဲ့အထိအကင်တွယ်မတက်ရင်ပေါ့နော်ဟိုအကင်တွယ်မတက်ရင်ဖြစ်သွားနိုင်တဲ့အနေအထားမျိုးဟိုဖြစ်တဲ့အတွက်ကြောင့်မို့လို့အရင်လဲထိလွယ်ရှာလွယ်တဲ့ကိစ္စဖြစ်တယ်ပေါ့နော်နောက်ပြီးတော့ဒါမှားယွင်းပြီးတော့ဖြစ်တယ်ဆိုလို့ရှိရင်လဲမှားယွင်းပြီးတော့ဖြစ်တယ်ဆိုတာကိုအာဟလာဟိုလက်ခံမှုလို့ရပါတော့လက်ခံမှုလို့ရတယ်။ဘာလို့လဲဆိုတော့အိန္ဒိယနယ်စပ်ဆိုတာကလည်းနှက်ကိုင်းမျိုးစုံရှိနေကြတဲ့အခါကျတော့မှားယွင်းမှုလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။သို့တော့တကယ့် တကယ်ပဲမှားယွင်းပြီးဖြစ်ခဲ့တာလားဒါမှမဟုတ်ရင်တိတိကြီးနဲ့ပဲဖြစ်ခဲ့တာလားဆိုတာကတော့ကျမတို့ဒါ internal report တွေအရာပေါ့နော်အဲတေချာလေးရှင်းလင်းရမယ့်ကိစ္စဖြစ်တယ်ပူပေါင်းဆောင်ရွက်ရမယ့်အဲကိစ္စဖြစ်တယ်လို့တော့ကျမမြင်တယ်ဒါကြောင့်အခုအိန္ဒိယအစိုးရနဲ့ပေါ့နော်နှစ်နိုင်ငံဆက်ဆံရေးကိုလည်းရှေ့ရှုပြီးတော့အဲကျမတို့မဖြစ်တင်တာတွေမဖြစ်ရအောင်ပေါ့နော်ဟိုဟို အနေဆက်တည်ငြိမ်ရေးကိုလည်းမထိခိုက်အောင်နှစ်နိုင်ငံဆက်ဆံရေးကိုလည်းမထိခိုက်အောင်အမှုမှန်လည်းပေါ်ပေါက်အောင်ပေါ့နော်ဒါဒီဟာကိုကျမတို့အခြေခံပြီးတော့အဲပူပေါင်းဆောင်ရွက်လျက်ရှိပါတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးပြောချင်တယ်ဘာကြောင့်လဲဆိုတော့အာအင်းနီလာချင်းနိုင်ငံနေနဲ့ဆက်ဆံရေးကကျမတို့အတွက်အရေးကြီးတယ်တစ်ဖက်မှာလည်းပဲကျမတို့နိုင်ငံသားတွေရဲ့ကုန်သိက္ခာရှိရှိပေါ့နော်အာဒီနေနိုင်ဖို့လို့ ဟလာကိုကိုနိုင်ငံကိုတိုင်းပြည်ထဲမှာပေါ့နော်ဆိုတော့ကျမတို့တိုင်းပြည်ကလည်းအားလုံးသိတဲ့အတိုင်းပဲဒီစစ်အာဏာရှင်စနစ်ဟိုတွန်းလန်တိုက်ခိုက်နေရတဲ့အချိန်စစ်အာဏာရှင်စနစ်ကြောင့်တိုင်းပြည်ကဖက်ဖက်ကနေဒီစစ်အာဏာသိမ်းမှုကြောင့်ဖက်ဖက်ကနေပြီးတော့ယိုယွင်းနေတဲ့အခြေအနေမျိုးမှာအကျမတို့အင်းဒီနာချင်းနိုင်ငံတွေကကျမတို့ကိုဟလာဒီ territorial integrity ပေါ့နော်ဒီဒီအဲဒီဒါကိုအလေးထားလိုက်နာဖို့လို့ဒါအပြင်ကိုလေးလေးဆဆရှိဖို့ဆိုတာကျမတို့အမြဲတမ်းရုန်းကန်ရတဲ့ကိစ္စဖြစ်ပါတယ်အဲ့တော့တစ်ဖက်မှာလည်းပဲကျမ ယုံကြည်ပါတယ်ကျမတို့အင်ဒီနာချင်းနိုင်ငံတွေကလည်းပဲတစ်ဖက်နိုင်ငံရဲ့ကိုအင်ဒီနာချင်းနိုင်ငံတခုရဲ့ဖြစ်နေတဲ့အခြေအနေတွေအပေါ်မှာပေါ့နော်အခုညီဖို့ပဲအဲပေါ့နော်အခြေခံပြီးတော့အင်ဒီနာချင်းကောင်ပီတာစွာနဲ့ဆက်ဆံဆောင်ရွက်ဖို့ကျမအနေနဲ့မျှော်လင့်နေအဲ့ဒီလိုဆက်ဆံဆောင်ရွက်မှုမျိုးရရှိလာအောင်လည်းပဲအဲကျမတို့ကအခြေခံပြီးတော့စူးစမ်းဆောင်ရွက်နေတယ်ပေါ့နော်အခုဒီလိုကိစ္စမျိုးကတော့ကျမတို့ ဒီနှစ်နိုင်ငံဆက်ဆံရေးကိုအကင်အတွင်မတိုင်အထူးသဖြင့်လူမှုပေါ့နော်မြေပြင်အခြေအနေလူမှုရဲ့စိတ်ခံစားမှုကိုကျွန်တော်တို့ဟိုတည်တည်ချာချာလေးပေါ့နော်မထိန်းနိုင်ရင်တစ်ချက်နောက်အဲ့ဒီအပေါ်မှာကျွန်တော်တို့တွေကဒီ escalate ဖြစ်အောင်ပေါ့နော်ပို့ပြီးတော့ဟိုဟိုဘယ်လိုပြောမလဲဒေါသတွေဒီဝမ်းနဲ့ပူဆွေးမှုတွေကိုပို့ပြီးတော့ဟိုဘယ်လိုပြောမလဲမိလောင်ရလေးပြင်မလုံးမိဖို့လိုတာပေါ့နော်ဆိုတော့ဒါမျိုးတွေလည်းကျွန်တော်တစ်ဖက်မှာလည်းပဲဒီလိုမျိုးလှုပ်ဖို့ဆိုရင်ကျွန်တော်တို့တရားမျှတမှုအတွက် အလားကျမတို့ရဲ့အကုန်တိတ်ခါအတွက်ပေါ့နော်ဒါလေးလေးဆက်စားပြန်လဲပြီးတော့အိန္ဒိယအာနာပိုင်ဒီဘက်ကဆက်သွယ်ဆောင်ရွက်တာမျိုးတုံ့ပြန်ဆောင်ရွက်တာမျိုးလုပ်ဖို့လိုလိုတယ်ပေါ့နော်အခုဆောင်ရွက်နေတာတွေလည်းဆောင်ရွက်လက်စားတွေလည်းရှိပါတယ်ဒီ bros ဒီကိစ္စနဲ့ပတ်သက်ပြီးကျမတို့ပူပေါင်းဆောင်ရွက်နေတာကမပြီးစီးသေးပါဘူးအဲကျမတို့တေချာလေးဂယုတဆိုင်နဲ့ပေါ့နော်နိုင်ငံဆက်ဆံရေးကိုဟိုထိခိုက်မှုမရှိအောင်လို့မလို့စူးစမ်းဆောင်ရွက်နေပါတယ်ဟုတ်ကဲ့ပါဝင်ကြီးဒီကိစ္စနဲ့ပတ်သက်ပြီးဝင်ကြီးအနေနဲ့ဗာများဖြည့်ဆွတ်ပြောခြင်းပါတယ်ခင်ဗျာ ဟုတ်ကဲ့ဒီကိစ္စမှာကျမတို့တွေအိန္ဒိယဘက်အအချမ်းကပေါ့နော်ဟိုတာဝန်ရှိတဲ့သူတွေနဲ့လည်းဒီကိစ္စကိုအကြောင်းပြုပြီးတော့ကျမတို့ဟိုဘာပဲပြောပြောထိတွေ့ဆက်ဆံရတဲ့သဘောရှိတယ်ရခိုင်ရခိုင်ကလည်းရှိခဲ့ပါတယ်ဒီလိုရှိဒီဒါဘာကိုပြနေလဲဆိုတော့နေဆက်ဒေတာတွေကနော်စစ်ကောင်စီရဲ့ထိန်းချုပ်မှုအောက်မှာရှိနေကြတာမဟုတ်ဘူး ဟလာအထူးသဖြင့်ကျွန်တော်တို့တော်လိုင်းအင်အားစုတွေအန်ယူဂျီအပောင်းပဲဗောနဒီအင်အားစုတွေလည်းတဲမှာရှိတော့ဒါကျွန်တော်တို့ကလေဆက်ဒေတာလုံခြုံရေးအတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီနဲ့ပူးပေါင်းဆောင်ရွက်ဖို့လို့လိုတယ်ညှိနှိုင်းဆောင်ရွက်ဖို့လိုတယ်ဆိုတာကိုအထင်ရှားပြနေတဲ့အဲဒါဖြစ်စဉ်တစ်ခုဖြစ်သွားတယ်လို့ပဲကျွန်မအနေနဲ့မြင်တယ်ဗောနဒါကျွန်တော်တို့ဘက်ကလည်းအဲတတိထားအဆောင်ရွက်ရမှာ၄အဲဒီထက်ပို့ပြီးတော့ဗောနော်ဒီ အဲ့လိုပြောမလဲနှစ်နိုင်ငံဆက်ဆံရေးအတွက်ကောနေဆက်ဒီတလုံဂျုံကြီးရဲ့သဘောတဘာဝဒီကိုရောပေါ့လေနောက် sensitivity ပေါ့အထီလွယ်ရှလွယ်ဖြစ်မှုတွေကိုရောကျွန်တော်တို့ဟိုဒီပေါ့နော်ဒီတော်လိုင်းရေးအဖွဲ့အစည်းများကလည်းပဲပို့ပြီးတော့သတိထားရမယ့်အခြေအနေတခုဖြစ်လာတယ်ဆိုရဟာကိုကျွန်တော်တို့မြင်ရပါတယ်ပေါ့နော်ဒါလေးပဲကျွန်မထည့်ပြီးတော့ဖြည့်ဆွတ်ပြောချင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဝင်ကြီးခင်ဗျာဟုတ်ကျေးဇူးများကြီးတင်ပါတယ် PPTV ရဲ့တည်တံ့တွဲဆိုမေးမြန်းခန်းကိုကြည့်ရှုခဲ့ကြတဲ့ဒီကနေ့အချိန်ထိဓမ္မဘက်ကနေရည်တည်နေကြတဲ့ပြည်သူလူထုအားလုံးကိုကျေးဇူးအထူးပဲတင်ပါတယ်ခင်ဗျာ